Hello အားလုံးပဲမင်္ဂလာပါ United Shoe ကနေကြိုဆိုပါရစေ Bruno Fernandes ကတော့အသင်းကဒါသူ့ကိုအလိုမရှိတော့ဘူးဆိုလို့ရှိရင် Manchester United ကနေထွက်ခွာသွားဖို့အဆင်သင့်ပဲဆိုတဲ့ပုံစံမျိုးတွေ Europa League Final အပီ Interview တွေမှာကျွန်တော်တို့ပြောလာတယ်ဆိုတော့ဒါဒီနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ထပ်ပြီးတော့ဆွေးနွေးကြည့်အောင်ပါဆိုတော့ပွဲပြီးမှာ Fernandes ပြောတာတွေကိုကျွန်တော်တို့ကြည့်ရင် Fernandes က ဲသူသူအတွက်ပေါ့နော်ဟိုကျွန်တော်တို့ငွေပူပြီးတော့ရနိုင်တဲ့ financial ဘိုင်းရပူပြီးတော့ကောင်းနိုင်မယ်ဆိုတဲ့နေရာကိုအမြဲတမ်းသွားဖို့ဆိုတဲ့ပုံစံမျိုးပဲဒုံးကမှမဟုတ်ခဲ့ဘူးပေါ့နော်ဆိုတော့ဟိုသူအနေနဲ့အနာဂတ်ကိုကျွန်တော်တွေးတဲ့အခါတိုင်းမှာဆိုလို့ရှိရင် financial နဲ့ပတ်သက်ပြီးတော့သူအများကြီးတွေးလို့မရှိဘူးပေါ့နော်အကယ်လို့မြန်ငွေကြီးပိုင်းကိုတွေးပြီးတော့သွားမယ်ဆိုလို့ရှိရင်သူသွားစရာနေရာတွေအများကြီးပဲပေါ့နော်အများကြီးပဲဒါပေမဲ့လည်းလို့ပေါ့နော်သူအနေနဲ့ United မှာဆက်နေပြီးတော့ဖလားတွေအောင်မြင်မှုတွေရခြင်းနဲ့ เนาะဆိုတော့ဒီအဗါလဲအပြင်းထန်ဆုံးပြိုင်ဆိုင်မှုရှိတဲ့ပြိုင်ပွဲတွေမှာသူကစားခြင်းနေပေါ့ဗျာကစားခြင်းနေပေါ့เนาะအဲဆိုတော့အသင်းရဲ့ဘက်ကအသင်းရဲ့ဘက်ကပေါ့เนาะအမင်းတော့ထွက်ချိန်တက်မီဘရူနိုရေးလို့မပြောမချင်းသူအသင်းမှာပဲဆက်ရှိဖို့ရှိတယ်ပေါ့တကယ်လို့အသင်းအနေနဲ့သူ့ကိုရောင်းချပြီးတော့ပေါ့เนาะငွေရှာလို့ရမဲ့ option တစ်ခုဖြစ်သူ့ကိုထားထားတယ်เนาะငွေရှာမယ်ဆိုလို့ရှင်လည်းပဲသူ့အနေနဲ့နားလေနားလေနိုင်တယ်ပေါ့ဗျာအသင်းရဲ့အခြေအနေကို နော်ဘောလုံးဆိုတာတွေကအမြဲတမ်းဓာတ်ဖြစ်ပြနေတာဖြစ်တဲ့သူလုံးဝအပြည့်အဝနားလေတယ်ဆိုပြီးတော့ပြောထားတယ်ပြောရရင်တော့ဗျာ Fernandez ကတော့ Manchester United ကငါ့ကိုငွေလူလို့ရောင်းချမယ်ဆိုရင်ငါနားလေတယ်နော်တိုင်းပဲလို့ငါ့ဘာသာတော့သိတယ်မလားငါတော့ဟာဟိုသွင်းရတော့ငါ့ကို sorry ရတော့ငါ့ကိုငွေပူပြီးတော့ကန်းလန်းနေပြီဟိနော်ဟိုအဲဟီလာကတော့ငါ့ကိုငွေပူပြီးတော့ကန်းလန်းနေပြီငါအဲ့ကိုပြောင်းလိုက်မယ်ဆိုတဲ့ပုံစံမျိုးအတွေ့မျိုးဘယ်တော့မှမရှိဘူးသူအနေနဲ့ဒီအမြင့်ဆုံးဆိုတဲ့ပြိုင်ပွဲဒီမှာကစားခြင်းနဲ့ လက်ရှိအသင်းမှာဆက်နေပြီးတော့အောင်မြင်မှုတွေသူယူဖို့အမြဲတမ်းကြိုးပမ်းနေတယ်ပေါ့ဒါတွေကိုပြောသွားတာဒါကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်ဖာနန်ဒက်စ်ရဲ့အပြောင်းရွှေ့ကကျွန်တော်တို့ဖြစ်လာနိုင်တဲ့ဘက်ကိုပို့ပြီးတော့များနေပြီးလို့ကျွန်တော်ပြောလို့ရတယ်အကယ်လို့ဒီအချိန်မှာထားပါတော့ဗျာဘရူနိုဖာနန်ဒက်စ်ကိုတန်း80လို့တန်း100လို့နဲ့ကန့်လှမ်းမဲ့အသင်းရှိလာမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘရူနိုဖာနန်ဒက်စ်ကိုလက်လွတ်လိုက်မယ်လို့ကျွန်တော်ထင်တယ်လက်ရှိတွေးလာတကယ်ပဲတော့ဘာလို့လဲဆိုတော့စဉ်းစားကြည့်ရင်လက်ရှိအခြေအနေတွေက ဖာနနက်စီနောက်ဆုံးမှရောင်းချမယ်ကစားမမျိုးပါဒါပေမဲ့လို့အသင်းရဲ့ငွေကြီးကန်တာပိုင်းဘန်နာကြီးဆိုင်ရာကန်တာပိုင်းကကျွန်တော်တို့ကြည့်မယ်ဆိုရင်အသင်းကတော်တော်ကြီးကိုတိုင်ပတ်နေပြီယူရိုပါလိကျွန်တော်တို့ဖလားမရခဲ့တဲ့အခါကျတော့ချန်ပီယံစ်လိဝင်ခွင့်မရတော့ဘူးဝင်ခွင့်မရတော့တဲ့အခါကျတော့ကျွန်တော်တို့မှချန်ပီယံစ်လိဝင်ရလို့ရလာမယ်ချန်ပီယံစ်လိကန်လို့ရလာမယ်ငွေကြီးတွေကျွန်တော်မရတော့ဘူးမရတော့တဲ့အပြင်အခုအခုချိန်ကပေါ့နော်ကို့မှာရှိတဲ့ကစားသမားတွေကိုပဲကျွန်တော်တို့ကဘယ်လိုပြောမလဲ ဒီလစာတွေရှော့ဖို့ပါကျွန်တော်တို့ကကျူးမန်းနေသေးတာဆိုတော့လစာတွေကိုနင်းနေနဲ့တခြားကစားမားတွေခေါ်ဖို့ကဘလို့မှမဖြစ်နိုင်ဘူးအစင်းစချောင်းနဲ့ယာယီတင်းရမလို့ဖြစ်နေပြီးတော့အစင်းစချောင်းနဲ့ယာယီတင်းရမယ်ဘာမှလည်း Champions League ဒီပါးကြီးလည်းကံွက်မရတဲ့အသင်းမျိုးအတွက်ဘယ်ကစားသမားကောင်းကမှအမှန်ကန်လာပြီးတော့ကစားဖို့အတွက်အခြေအနေမရှိဘူးဆိုတော့ဒါဒီကိုရီအသင်းကိုအများကြီးထိခိုက်စေတာပဲဒါအများကြီးထိခိုက်စေတဲ့ယာပဲတွားပြီเนาะကျွန်တော်တို့ဒီဒီဖလားမရခဲ့တဲ့အခါကျတော့ကျွန်တော်တို့ရဲ့တေးကြတဲ့ လက်ရှိဘန်နာယီဘက်ကပဲတွေ့ပြီးဘယ်လူဘက်ကပဲတွေ့ပြီးနောက်200ရာသီ300ရာသီလောက်ထိကျွန်တော်တို့ဘာမှဆက်လို့လို့ကျွန်တော်ရတော့မှာမဟုတ်ဘူးဒီတိုင်းကြီးပဲဒုံရင်းကြီးဒုံရင်းကြီးတိုင်းကျွန်တော်သွားမှာပဲအတင်းကကျွန်တော်သွားပြီဒီဖလားသာရခဲ့တယ်ဆိုလို့ချင်းနောက်200ရာသီ300ရာသီလောက်အတွက်ကိုအမှန်ကန်အပြောင်းလဲတွေကျွန်တော်ဖြစ်မှာအခုမရခဲ့တော့ဘူးဆိုတော့သွားပြီအတင်းရဲ့ကန္နာကတကယ်ပြတော့ကျွန်တော်တို့ဘာမှန်သိပြီးတော့နလန်ထူနိုင်တဲ့အချိန်ဒီမှာရှိမနေဘူးဒီအတင်းကြီးကိုအမှန်ကန်နလန်ထူနိုင်ဖို့ဆိုလို့ရှိရင်လက်ရှိကစားမားတွေကိုကျွန်တော်လက်လွတ်နိုင်ဖို့လိုတယ် ြီးရင်ကစားမကောင်းနေနဲ့ပြန်အစားထုတ်ဖို့လိုတယ်เนาะနောက်မှနီးပြပြောင်းတာမပြောင်းတာဒါတကယ်နာကွာဒါမှမဟုတ်လက်ရှိနောက်ထပ်ကစားမကောင်းနေခေါ်ဖို့အတွက်ဆိုရင်အသင်းဟာငွေကြေးပိုင်းလိုတယ်အသင်းမှာငွေမရှိဘူးဘယ်ပြိုင်ပွဲကမှလည်းငွေကောင်းကောင်းရလာဖို့မရှိဘူးပရီးမီးယားလိမှာလည်းအစင်ဆက်ကြောင့်ဝင်ငွေကဘလောက်မှရှိမှာမဟုတ်တော့ဘူးဆိုတော့ကိုအသင်းကကစားမတွေကိုရောင်းချရအောင်ကလည်းအသစ်ခေါ်နိုင်ခြင်းမရှိတဲ့ကစားမတွေ ်အစ်စ်အစ်စ်မှာကစားမားတွေကစားမားအစ်စ်တွေမှာမခေါ်နိုင်တာလက်ရှိကစားမားတွေရောင်းရင်လူရော့သွားတာပဲရှိမှာပဲပူတောင်ဆူးသွားမှာပဲရှိတာပဲဆိုတော့ဒီကစားမားတွေနဲ့ရှေ့ဆဲလို့ရှိရင်လည်းပဲဒီတိုင်းပဲလဲပက်တော့မှာမရတော့ဘူးဒါကြောင့်ပေါ့နော်ဒီဖလားမရလိုက်တာကအသင်းအတွက်တော်တော်ကြီးကိုဗန္ဓာရေးပိုင်းဆိုင်ရာဆုံးတော်တော်တိုင်ပက်သွားတယ်အသင်းရဲ့ရှေ့200ကြီး300ကြီးလောက်ကိုကျွန်တော်ကြိုးတွေးကြည့်တော်တော်တိုင်ပက်သွားတယ်ဒါကြောင့်ဖာနန်ဒက်စ်တို့ရဲ့အပြောင်းအရွှေ့တွေကအများကြီးဖြစ်လာနိုင်တယ်ဂါနာချူတို့ရဲ့အပြောင်းအရွှေ့တွေကအများကြီးဖြစ်လာနိုင်တယ်ဆိုတော့ဒါကိုပြောတာ ာလို့လဲကာနာချူလည်းပဲကျွန်တော်ရှေ့ဗီဒီယိုမှာ ပြောခဲ့သလိုပဲကာနာချူရဲ့ကန်တာကလည်းဘယ်လိုပြောမလဲသူကိုယ်တိုင်ကိုကလည်းအသင်းမှာဗောနောလုံးဝ fashion နဲ့ရှိရှိဆက်ရှိကျင်တော့တဲ့အခြေအနေမှာရှိမနေဘူးဒါကလည်းပဲကျွန်တော်လူငယ်ကစားမတယောက်အောင်မြင်မှုတွေယူကျင်တဲ့ player တယောက်တွေနားလည်လို့ရတယ်နောက်တစ်ခုကကျွန်တော်နေတဲ့ Bruno Fernandes ကိုကျွန်တော်ကြည့်တော့လဲနောက်ထပ်တရာဒီထက်ဆောင်နေရာဒီထက်ဆောင်ဒီလောက်ငွေကြီးရကြမှာရတော့မှာနော်အခု sorry ကခေါ်ကျင်နေဆိုတန်း80ပေးတယ်ဆိုရင်နောက်ကျလို့ချင်းတန်း50လောက်ပဲဖြစ်ရင်ဖြစ်သွားတော့မှာအသက်ကအသက်ရွယ်ကရလာပြီလေ30ကိုကျွန်တော်ကျော်လာပြီဟုတ်တယ်မလားမလွယ်တော့ဘူး မလွယ်တော့ဘူးเนาะဒီနှစ်ဆောင်လေးဈေးပိုရနိုင်မဲ့အခွင့်အလမ်းကနည်းလေဖြစ်သွားတော့မှာဆိုတော့ Fernandez တို့ဂါနာချူတို့ market stretch book ကိုဒီနွေရာသီအပြောင်းအရွှေ့မှာရောင်းချပြီးတော့ငွေရှာမယ်ဆိုတာမျိုးကဖြစ်လာနိုင်ခြင်းအများကြီးရှိလာပြီအများကြီးကျွန်တော်ရှိလာပြီအတိတ်ပဲတော့မရှိဘူးပြသေးလားအတိတ်ပဲမရှိဘူးဆိုတာ Bruno Fernandez တို့ကစားမမျိုးနေရာကို Fernandez တို့ကစားမနဲ့ပြန်စားထုတ်မှရမှာဒါပေမဲ့ကျွန်တော်တို့မှာအဲ့လိုလုပ်နိုင်ဆိုတာမရှိဘူးဘယ်လိုဘယ် Fernandez လို့အည်သွေးရှိတဲ့ player မျိုးကမှလည်း ဒီလိုအသင်းမျိုးကိုလာဖို့အတွက်ဘယ်သူမှကောင်းနေထဲတော့မှာမဟုတ်တော့ဘူးเนาะထဲတော့မှာမဟုတ်တော့ဘူးမာကတ်စထရက်ချူတို့ဆန်ချူတို့အန်တိုနီဆန်တိုစ်တို့ကိုလက်လွတ်ဖို့ပါညာဆိုတာကဒါထားတော့ဒါအရင်ကတည်းကကျွန်တော်စီစဉ်ထားတဲ့အရာအရင်ကတည်းကစီစဉ်ထားတဲ့အရာဒါပေမဲ့လို့ရက်ချူတို့ဘာလဲဂါနာချူတို့ဘရူနိုဖနန်နက်တိုစ်တို့မျိုးကဒါအသင်းရဲ့အနာဂတ်ပဲဖြစ်ဖြစ်လက်ရှိပဲဖြစ်ဖြစ်အတိုင်းအတာတစ်ခုကြီးအရေးပါတဲ့ပလေးယာတွေဒါပေမဲ့လို့သူတို့ကိုသူတို့နဲ့သူတို့ကိုရောင်းချပြီးတော့ငွေရှာလို့ရတဲ့အခွင့်အရေးကရှိနေတယ်။ဒါဆိုလို့ချင်းသွားပြီပဲ ဒီလည်းကြောင့်ပေါ့နော်ဂါနာချူပဲဖြစ်ဖြစ်ဖာနန်ဒက်စ်ပဲဂါနာချူကတော့ပို့ပြီးတော့နော်ကျွန်တော်ကလက်လွတ်လိမ့်မယ်ထင်ပါတယ်ရက်ဘရူနိုဖာနန်ဒက်စ်ကိုပေါ့နော်ကျွန်တော်ကတော့လက်ရှိမှာအသင်းဘက်ကလက်လွတ်ဖို့ပို့ပြီးတော့တွေးရတော့မယ်လို့ကျွန်တော်ထင်တယ်အသင်းမှာဆက်တော့ထားခြင်းပါတယ်ကွာဒါပေမဲ့ငါတို့ငွေလူနေလို့ဆိုတဲ့ပုံစံမျိုးတွေဖြစ်လာတော့မှာအဲ့တော့ sorry ကလပ်တည်းရဲ့ဘက်ကလည်းအရင်ကတော့သတင်းတွေထွက်ထားတဲ့အတိုင်းပဲ okay เนาะဟို United ငွေလိုးနေတာပဲ United ငွေလိုးနေတာပဲ Fernandez ကလည်းဒီလိုဒီလိုဒီပြောထားတယ် တော့ဖာ United ရောင်းရင်ရောင်းမှာပဲငါတို့လည်းပဲ Club World Cup ကိုကန်ကျင်တာသိတယ်မလားနော်အဲ့လိုပုံစံမျိုးနဲ့ကန်းလန်းမလာဘူးလို့ကျွန်တော်ပြောလို့မရအကယ်လို့ကန်းလန်းလာပြီဆိုလို့ချင်းတန်80ဆို United ညင်းညမာညင်းတော့မှာဒီချိန်နေမှာဗျကစားမတရားကိုရောင်းချလို့တန်80အပြုံလိုက်ကြီးရတယ်ဆိုတာမျိုးကအသင်းတွေကလုံးဝရှူေးပဲဒီလားအသင်းအနာကကစားမ200လောက်ကိုပြောင်းလဲလို့ရလိုက်တဲ့အချိန်မျိုး Fernandez နေရာအစားထိုးနိုင်တာမထိုးနိုင်တာတကန်တာနော်ဆိုအဲ့လိုမျိုးဆိုတော့ Fernandez ရဲ့အပြောင်းရွှေ့မှာလေသူတို့ကြည့်ရတော့မှာပဲ okay ငါတို့ငွေလိုတယ်ဆိုတာ ဒါကြောင့်ဗောနကျွန်တော်ကတော့ဒါကြောင့်ပြောတာကျွန်တော်တို့ဒီဖလားမရလိုက်တာကအသင်းရဲ့နောက်3-4ရာသီလောက်ကိုပဲတော်တော်ကြီးကိုထိခိုက်မှုရှိသွားစေမှာတကယ်ပြောတာဘာလို့အရာအလုံးပြင်ဆင်ခွင့်မရှိတော့ဘူးလေဗျာเนาะကစားမသစ်တွေခေါ်ဖို့အတွက်လက်ရှိကစားမကောင်းတွေရောင်းมาပဲရမှာပဲကစားမကောင်းတွေရောင်းมาတော့ဘာတူးมาတော့ကျွန်တော်တို့ဟုတ်တယ်မလားเนาะကစားမကောင်းတွေရောင်းမယ်နောက်ထပ်ကစားမကောင်းတွေပြန်ခေါ်မယ်ဘာမှထူးလာမှာမဟုတ်ဘူးဘာမှထူးလာမှာကျွန်တော်တို့မဟုတ်ဘူးဒီပုံစံနဲ့ဆိုအာမက်ဒီယာလိုလိုအနာဂတ်တွေပါမင်းစိတ်ပူအောင် ။ဒါမဲ့ရာဒီမှာကလပ်အသင်းကအချိန်ကြီးမကောင်းဘူးဒုံရင်ကဒုံရင်ပဲဆိုလို့ရှိရင်အာမက်တို့လည်းတွေးတော့မှာပဲငါအောင်မြင်မှုရချင်တယ်။ဟုတ်တယ်မလားနော်။အောင်မြင်မှုရချင်တယ်ငါဘယ်ဟူသွားမလဲ။အောင်မြင်မှုရနိုင်ချေရှိတဲ့ကလပ်အသင်းကိုပဲသွားမယ်။ဒီအသင်းနဲ့လည်းငါအကျင့်နဲ့ဖြတ်တန်းလာတာကြားပြီးဘာမှလည်းထူးထူးခြားခြားဖြစ်မလာဘူးဆိုတဲ့ပုံစံမျိုးတွေမြင်ရတော့မှာ။ကစားမကောင်းညီကိုကျွန်တော်တို့လက်လွှတ်ရတော့မယ့်ခြေမျိုးကိုရောက်လာတော့မှာ။ဒါကြောင့်အသင်းတွက်ကတော့ဟိုငွေကြီးကန်တာဘိုင်းကတော်တော်ကိုစကားပြောလာပြီးဆိုတဲ့အခါကျတော့ Hernandez 2ပါလို့ကစားမမျိုးတွေကိုဗီယာဒီပြောင်းရွှေ့မှာလက်လွှတ်ရလိမ့်မယ်လို့ကျွန်တော်ထင်တယ်။ เนาะဆိုတော့အတင်းဘက်ကတော့ရောင်းလဲရောင်းချဖို့ရွယ်ကျူးပန်းလေးမလို့ကျွန်တော်ထင်တယ်ဆိုတော့ညီကတို့ရဘယ်လိုမြင်ရလဲဘူနိုဖရန်နက်စ်နဲ့ပတ်သက်ပြီးတော့တန်ရှိစေလောင်းနဲ့ကံလမ်းမှုတွေရှိလာတယ်ဆိုလို့ရှိရင်အတင်းဘက်ကလက်လွတ်လိမ့်မယ်လို့ညီကတို့ထင်ကြလားသူတို့ရပါအားလုံးကိုကျေးဇူးများကြီးပါတယ်